။အဲဇကိုင်းတိုင်းလိုဘာလို့နေရာမျိုးရခိုင်ပြည်လိုနေရာမျိုးတန်းတော်စင်ကြောင်ဖြတ်သွားကြည့်ပါလား။အဲရွာတွေကမရတော့ဘူးလေ။ရွာတွေကမရတော့ဘူး။အဲ့တော့ဘာဖြစ်လဲ။အန္တကားနဲ့ဒီလိုဘုံမလိုက်ကျင်းနေမှဆိုတာအဆင်မပြေဘူး။မြေပြင်ဝင်းဟင်းလင်းဟင်းအကောင်လုံးပတ်ပတ်လဲလဲပြီးတော့မှညင်ဝှက်ပြီပြောင်းတေချာထိမ့်ထိမ့်မှရအခုကဟိုနားမှာဟိုနေပြန်လက်နဲ့တိုက်ဘုတ်ဒီနားမှာလုံးဘုတ်ဟိုနားမှာလုံးဘုတ်နဲ့အဲအခုအချိန်ကြီးကြာတာမင်းတို့ပါလဲဘုတ်ဘုတ်ဘုတ်ဖြစ်နေတာဗောဟာ ့ပြည်သူစစ်တမ်းမှာပြည်သူစစ်အယောင်ဆောင်တွေရှိတယ်အဲ့တော့ပြည်သူစစ်အားလုံးကိုပြောချင်တာကခေါင်းပေါင်းအားလုံးကိုဦးစဉ်ပြောချင်တာကပြည်သူစစ်တွေအနေနဲ့ကိုယ့်ရဲ့အောက်လက်လက်တာခေါင်းပေါင်းမှန်တယ်များကိုခြေတန်းကိုထွက်ခိုင်းမှာခြေတန်းကိုတော့တိုက်ဖူးတဲ့ရှိအောင်လဲထွက်ခိုင်းမှာဒါမှတူတူအတွေ့အကြုံလဲရလိုက်မယ်ဒါမှပြည်သူစစ်လောက်ရတာလွယ်လားမလွယ်လားဆိုတော့သိလိုက်မယ်အခုကပြည်သူစစ်လောက်ခွဲခေါင်းပေါင်းနေခြေတန်းမထွက်ဖူးတာတွေအများကြီးနော်မင်းသူများကိုပြောနေရမင်းရောခြေတန်းထွက်ဖူးလို့လား ဒေါ်လာမျိုးတွေအားလုံးပဲငလင်ပေးနဲ့မေးပေးတာမှအများဆုံးကင်းဝေးကြပါသေးလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျက် Revolution Region Channel လေးကနေပြီးပြန်လည်ကြိုဆိုလိုက်ပါရစေ။ဗီဒီယိုလေး reaction လို့သွားပေးမှာတော့ယနေ့မေလ19ရက်တနင်္လာနေ့မနက်ပိုင်းထီနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချို့ဖော်ပြပေးသွားဖြစ်တဲ့အတွက်ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးထိရှိဝေးဖို့ဒီနေရာကနေပြီးထပ်မံတောင်းဆိုလိုက်ပါရစေ။ပထမဆုံးအနေနဲ့ကတော့စစ်ကောင်းဆောင်များက၎င်းတို့ရဲ့ကိုကျူးစီပေါ်တဲ့နိုင်ငံတော်အာဏာကိုအတင်းအဓမ္မမှာတရားသဖြင့်သိမ်းယူထားဒီမှာဒီနေ့မှဆိုရင်တော့1569ရရှိပြီဖြစ်ပါတယ်မြန်မာနိုင်ငံတော် စစ်ကောင်စီကတရက်တာတွင်သေဆုံးမှုစီးရင်မှာတော့အချင်းပြည်နယ်ဖားကက်မြို့နယ်မှာတော့ရေတွက်လို့မရတော့တဲ့အထိတည်များနေပါတယ်။မကွေးတိုင်းမခုခုမြို့နယ်မှာ၃ကောင်တည်တည်သေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ဟုတ်တော့တဲ့ဒီပုံนี่ ਨੇ ကတော့ ရုရှားရဲ့ကျူးကျော်စစ်ဆင်ရွက်ခံရတဲ့ယူကရိန်းနိုင်ငံကိုဗြိတိရှားနိုင်ငံ UK နဲ့ဥရောပသမဂ္ဂ EU တို့ကအားပေးထောက်ခံမှုတွေမလုပ်သင့်ဘူးဆိုပြီးတော့စစ်ကောင်ဆောင်စစ်ရှုံးမင်းအောင်လိုင်းကနေပြီးပြောသွားတာဖြစ်ပါတယ်။ဒီတိုင်းဖြစ်ရှင်းတဲ့နီလန်နေနဲ့တွားချင်းဟာအကောင်းဆုံးဖြစ်ပြီးပြိပခါများကြီးမားလာခြင်းဟာအားပေးထောက်ပံ့မှုတွေများသောကြောင့်ဖြစ်ပြီးအားပေးထောက်ပံ့မှုမရှိပါကပြိပခါကြီးလာစရာမရှိဘူးလို့လည်းစစ်ကောင်ဆောင်ကဆိုထားပါတယ်။ EU ကနေပြီးတော့ပြိပခါနဲ့ပတ်သက်ပြီးတော့ဆောင်ရွက်ချက်နဲ့ပတ်သက်ပြီးသူတို့ရည်ရွယ်ချက်ကဘာလဲပေါ့သူတို့ရည်ရွယ်ချက်ကဘာလဲပြိပခါကြားရှိအောင်ဖြစ်ပြီးတော့မှ စစ်ပန်းအောင်လုလုတာဒါလည်းစဉ်းစားမှတစ်ချက်ပဲတကယ်တမ်းတော့ပြိပခမဖြစ်အောင်ကျွန်တော်တို့ဆောင်ရွက်ကြတော့အကောင်းဆုံးနည်းလမ်းပါပဲကျွန်တော်ကတော့အားပေးထောက်ပံ့မှုမလုပ်သင့်ဘူးလို့ယူဆပါတယ်လို့ဒီရှုံးမင်းအောင်နိုင်ကနေပြီးပြောခဲ့ပါတယ်။ကဲမင်းအောင်နိုင်ခုလိုပြောနေတာဟာသဆန်ဆန်နေပဲဆိုတာကတော့မြန်မာပြည်သူတွေကကြည်ပြီးတော့ဟာတိုက်နေမှာဖြစ်နေကြပါပဲ။နောက်ထပ်သတင်းတွေမှာတော့စကိုင်းနိုင်ဒီပင်းမြို့နယ်အိုးတိန်တွင်ကြေးရွာစာတင်ကြောင်းကိုတိုက်လိန်ဖြင့်ဘုံကျဲခဲ့တဲ့လေယာဉ်မှုသတင်းထွက်ပေါ်ခဲ့တဲ့သူ့ဘုံမှုကြီး ဇော်မင်းထင်ကျော်မိသားစုပိုင်တဲ့ဟင်းသလားမြို့မှာပွဲဟွာရက်ကွက်ပိုင်တမယုံ၌ကုံလောင်ထား၍ဒေသခံတွေမကြေမနက်ဖြစ်နေကြောင်းသိရှိရပါတယ်။သူပုံမူကြီးဇော်မင်းထင်ကျော်ရဲ့မိသားစုဟာဟင်းသလားမြို့တာ90မြောက်ရက်ကွက်အင်္ဂါပတ်နေသင်္ဃာဌာနဘေးမှာပုံကောင်းမြတ်ပွဲယုံနှင့်လဲရင်တိုက်ပြိုးရေးပစ္စည်းဆိုင်ဖွင့်ထားတယ်လို့သိရှိရပါတယ်။၎င်းတို့ရဲ့ကုံစီများကိုနေသင်္ဃာဌာနအဆောက်အုံတွင်းနိုင်လဲလောင်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။ သူတို့ကဓမာယုံနဲ့ကပ်ရမှာခြံဝပြီးပွဲုံခွင်လာတာပါသူတို့ခြံထဲမှာဂုံနေပြည့်ပြီဆိုရင်ဓမာယုံနဲ့မှာထားတဲ့ရက်ွက်အုပ်ချုပ်ရေးပိုင်းကလည်းသူတို့ကိုခွင့်ပြုထားတဲ့တိုင်းတို့တော်လူကတော့လုံးဝမရဘူးလို့ဒေသခံတွေကပြောတာတွေ့ရှိရပါတယ်စူပါပွဲုံကိုတော့ဒူပူမူကြီးဒေါ်မင်းတင်ကျော်ရဲ့အဖေဦးကျော်တန်းနဲ့ဒေါ်ဝင်းကြီးဦးစည်းလောက်ကန်နေခြင်းဖြစ်ပြီးရုပ်သီးထွက်သည့်ယာဒီမှာပဝင်းကျင်နိုင်ရုပ်သီးနံများမှုန်နေပြီးပဝင်းကျင်နိုင်နေသူများရဲ့ကျမကြီးတွေလည်းစိုးရင်စရာဖြစ်ကြောင်းဒေသခံချို့ကပြောထားပါတယ်အဲ့မဲ့လဲကျွန်တော်တို့နေတဲ့ဘသူ့မှာတိုင်လို့မရပါဘူး။တွားတိုင်လဲအပူပါပဲ။ဘာလို့လဲဆိုတော့လူပူမူးကြီးရဲ့အရှိန်ဟောဆိုပြီးတော့သူတို့တွေကလုံနေတာကိုလ ည်းပြောထားတာတွေ့ရှိရပါတယ်သူတို့ရှိလမ်းမှာတော့ကျမ်းမာရေးဌာနနန်းစီတီယန်တယောက်ရှိတယ်အဲ့ဒီမိမကလည်းမတားဘူးနန်းတွေပေါင်းပြီးပတ်ဝန်းကျင်ကိုဒုက္ခပေးနေရောလည်းဒေသခံတွေကပြောထားပါတယ်သူ့ဘုံမူကြီးဇော်မင်းထင်ကျော်ဟာစစ်တပ်ကလို့အပတ်စဉ်44ဆင့်ဖြစ်ပြီး၎င်းတို့မိသားစုပါဟင်းသရမြို့နယ်ရှင်ဘိုကြီးရွာအုပ်စုမှာဖြစ်ပြီး2015ခုနှစ်ဝင်းကျင်ကမြို့ပေါ်ကိုပြောင်းရွှေ့လာခြင်းဖြစ်ကြောင်းငင်းသရမြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ဤဆက်သူတွေကပြောထားပါဗါး၎င်းရဲ့ညီရင်းဖြစ်သူချမ်းမြေကျော်မှာလဲစစ်ကောင်စီတပ်မှစေးတပ်သားဖြစ်ကြောင်းသိရပြီးအဆင့်ကိုတော့မသိဘူးလို့ပြောထားပါဗါး၎င်းတို့လက်ရှိနေထိုင်တဲ့အိမ်ဟာ စစ်တပ်ငိမ့်စားကြံ့ခိုင်ရေးပါတီထိတ်တန့်ကောင်းဆောင်ဖြစ်ခဲ့တဲ့ဦးသေးဦးရဲ့အိမ်နဲ့မလန့်မကန့်မှလည်းရှိတယ်လို့သိရှိရပါတယ်။နောက်ထပ်သတင်းပေါ်မှာတော့စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲမှာဥပဒေအရတယောက်ထဲမဲလာပြီးရင်တော့ရွေးကောက်ပွဲကထမြောက်တယ်ဆိုပြီးတော့အန်းနဲ့အိုင်ရင်သားများဒီမိုကရက်တစ်ပါတီ SNDP ကပါတီဥက္ကဋ္ဌ site oil ပေါင်းကလည်းပြောတော့သိရှိရပါတယ်။အဲတောက်ကြီးချင်းအပြင်အာနာယူတွေဟာမင်းအောင်လှိုင်းပုံပေါ်ရောက်နေတဲ့အချိန်မှာခွေးရောဘောက်ကဝင်မှုကျူးစားနေအောင်တွေ့နေရဖြစ်ပါတယ်။ လောက်ထီအောင်ရှက်မရှိလဲဆိုရင်တယောက်တည်းမဲလာပေးရင်တော့ဟတ်မြောက်တယ်ဆိုပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့ဝီကောက်ပွဲကြီးကိုလှုပ်ချင်နေတဲ့နေသားရှိနေရတော့တွေ့နေရပါတယ်။တစ်တာပဲရတော့ပွဲအထမြောက်တာပဲနော်။ပေးရောက်ပဲလာပေးလဲအထမြောက်တာပဲအဲ့တော့ကျွန်တော်တို့မပေးတဲ့လူတွေကျွန်တော်မိတ္တရက်ခံကြတယ်လာပေးပါကိုချက်နေတတ်တဲ့ပါတီကိုပေးပေးပါ အာဒါဒီတော့စုကြည့်အကျိုးပြီးတော့အငင်းချမ်းရဲ့အတွက်ပေါ့နော်ဒီတော့စိတ်ငင်းချမ်းရမယ်ဖွံ့ဖြိုးရမယ်တိုးတက်ရမယ်အားလုံးချီးပွားချမ်းသာကျွန်တော်လုပ်ပေးချင်တဲ့ဆန္ဒရှိတယ်မြန်မာတနင်္ဂနွေလုံးပေါ့နော်တောင်ပေါ်မိကြအချမ်းတိုင်းသားပြ35ညစလုံးကိုကျွန်တော်တို့ကជីပွားတိုးတက်ခြင်းနဲ့အဲ့တော့ជីပွားတိုးခြင်းမင်းလည်းကြိုက်ပြီးတိုက်လေအဲ့ဒါကြောင့်မလို့ ားမျောတာပေါ့ဗျာမျောတာပေါ့သိမျောတာပေါ့အဲ့တော့ကျွန်တော်တို့ကဒါပြည်တော်စစ်မှပါတီအစ်စ်လေပါတီအစ်စ်ကျွန်တော်တို့ရှင်းပြရပြီးသူကလည်းအဝါလည်းစမ်းပြီးပြီအပြာလည်းစမ်းပြီးပြီပေါ့ဗျာနော်ကျွန်တော်ရှင်စင်းနဲ့အကြပ်ပြီးပါတီတွေနဲ့အဘူလည်းအမဲဆိုတဲ့တပည့်ဖြစ်လာနေတာပေါ့ဗျာဟုတ်တယ်မလားတချို့လည်းပြောတယ်အာဒီယာရေကောက်ပွဲအာမသေးပါညာရေကောက်ပွဲမလုပ်ဘူးဆိုလို့ရှိရင် ဒီအရက်သားအဆွေမဖြစ်လာဘူးလေမဖြစ်လာဘူးဆိုလို့ရှိရင်ဟိုဟာကတော့တကယ်လို့ရေကောက်ပွဲမလုပ်ဖြစ်ရင်တပ်မတော်ကိုဆက်ပြီးတော့အုပ်ချုပ်ပါဆိုတဲ့သဘောမျိုးနဲ့တော့တက်ရောက်တာပေါ့မဟုတ်လားအာမေရဘလိုဖြစ်နေခဲ့ဒီကဥပရေရခမရဒီကျွန်တော်ကအခုပဟမ်းမနေရလား ပန်းဟမ်းမှာလူကတသိန်းရှိတယ်။မဲပေးနေတယ်လူကတသိန်းရှိတယ်ဆိုတော့တစ်ထောင်နဲ့တစ်ထောင်ပဲလာပေးလဲရေကောက်ပွဲအထမြောက်သွားပြီလေဥပမာမှာမပြတ်ထားဘူးလေဒီမြို့နယ်တစ်ခုမှာလူတသိန်းရှိရင်တသိန်းလာပေးရမယ်အဲ9000တတိယပြီမှာအထမြောက်မယ်ဆိုတော့ဥပမာမှာမပြတ်ထားဘူးလေနော်အဲ့တော့တစ်ထောင်ပဲလာထည့်လဲဖြစ်တာပဲရေကောက်ပွဲအထမြောက်တာပဲနော် တတိယဘက်လာပေးလဲအထမြောက်တာပဲအဲ့တော့ကျွန်တော်တို့မပေးတဲ့လူတွေကျွန်တော်မိတ္တရက်ခံချင်တယ်လာပေးပါကိုချင်းနေတက်တဲ့ပါတီကိုပြင်ပေးပါရန်ကုန်မှာကျွန်တော်ဖွင့်ပြတာမြို့နယ်ပေါင်း30ကျော်ပြီနော် AOD တိုင်း26မြို့နယ်စလုံးဖွင့်ပြပြီမကိုးတိုင်း28မြို့နယ်ရှိတဲ့ခဲမှာကျွန်တော်29မြို့နယ်ဖွင့်ပြပြီ မန္တလေးတိုင်းဆယ်မြို့နယ်ကျော်ပြီးမကွေးတိုင်းဆယ်မြို့နယ်ကျော်ပြီးရှမ်းပြည်နယ်20ကျော်ပြီးနော်။အော်ကချင်က3မြို့နယ်ဖွင့်ထားတယ်။အဲ့တော့အားလုံးက330ကျော်သွားပြီ။ကိုကကော်မရှင်ကပြောတာကရှမ်းမြောက်ကမူဆယ်ရဲ့မိုင်းရရဲ့တောင်ရရဲ့တုံးမျိုးနယ်တော့ကို confirm ဖြစ်တယ်လေအဲ့ဒီတုံးပြောနေရရေကောက်ပွဲလို့မှာပဲနော်ဒါပေမဲ့အချိန်နေကောင်းရင် last show လည်းဖြစ်ဖြစ်မယ်နောက်တကယ်လို့နောင်ချိုတို့ဒီပေါ်တို့ကြောက်မဲတို့လည်းဖြစ်ကောင်းဖြစ်သွားမှာပေါ့ပြောလို့မရဘူးလေတော့မျောလိနေတာပဲအမတက်ဆိုရင်ကျမရှိဘူးခရရဆိုရင်ဒါအခုပဲလေကျွန်တော်တို့ဟိုကဒီအဲ EVM electric voting machine ကကျွန်တော်တို့ဟိုပါဘောနော်ဒီစိတ်ချလဲရတဲ့ဟိုပါဘောနော်ကွန်ပျူတာကျွမ်းကျင်တဲ့လူတွေလည်းကျွန်တော်ကစိတ်စိတ်ကျင်တယ်လေစိတ်စိတ်ကျင်တယ်လေအာအနလွဲမှာပဲလေမလွဲဘူးဆိုတော့ဖြစ်နေလေတော့ကျင်ညာကပါကပါတိကျင်ညာမလွဲလို့မရဘူးလေညာအဲဒါက မိစ္ဆာမေကုန်းတော့မဟုတ်ထင်တယ်ဒါမေးမေးဖို့မလိုဘူးညကျွန်တော်မလွဲဆိုတာမသိနိုင်ဘူးလေအဲဒါကတော့မေးရောင်းလိုက်ရင်ဂျင်းထဲတာခမ်းမဲ့ကောင်လေးရဲ့မျက်ခွက်တွေကိုကြည်ထားပါဖေတို့ဘောက်ကနေပြီးဝင်ပြီးတော့အာနာရကျင်တဲ့ကောင်လေးဘယ်လောက်များနေလဲဆိုတာကိုဒီဗီဒီယိုလေးမှာနေတာပြီးမှတွေ့နေရတာဖြစ်ပါတယ်ဒါကြောင့်ဒီလိုကောင်လေးရဲ့တက်ပြီးနိုင်ငံအုတ်ချုံရင်ဘယ်လောက်တော့နိုင်ငံဆိုးရွားလာမလဲဆိုတာတော့စဉ်းစားစဉ်းစားကြည့်တော့ပါဗျာနောက်ထပ်သတင်းမျိုးမှာတော့စစ်ကောင်းဆောင်မင်းအောင်လိုက်တဲ့ဘိုးချုပ်ကြီးများတေချာပေါက်ရှုံးပြီဖြစ်ဖြစ်ရှုံးသမားကောင်ပီတာအောင်ကြိုးစားရတဲ့ အပြစ်မဲ့ပြည်သူလူငယ်များကိုဖမ်းဆီးတပ်ဖြတ်ခြင်းဆက်လက်မိုက်တွင်းမနေရန်အိုက်ခိုင်တက်တော် AA စေဦးစည်ရုပ်ဘိုးချုပ်ထွန်းမြင့်နိုင်ကသူ့ရဲ့ Twitter မှာတဆင့်တတိပေးလိုက်ပြီးဖြစ်ပါတယ်။များတို့ရဲ့စစ်ပညာနဲ့ကြိုးစားမှုကိုတော့ကျွန်တော်တို့လေးစားပါတယ်။ဒါပေမဲ့လူကြီးမင်းတို့ဟာတခြားပေါက်ရှုံးနေပြီဖြစ်လို့အဆုံးသမားကောင်းပီတာအောင်ကြိုးစားခြင်းကသာတင်တို့ရဲ့တခုသေးသောအကောင်းဆုံးရွေးချယ်စာဖြစ်လိမ့်မယ်လို့ရေးသားတာဖြစ်ပါတယ်။အဲချင်းချင်းတိုက်မနိုင်လို့ဘာလဲနဲ့မှမရှိတဲ့အပြစ်မဲ့ပြည်သူတွေကိုပြစ်မှတ်ထားဖမ်းဆီးတပ်ဖြတ်ညလုံးစုံနဲ့ဆက်ပြီးလက်နက်အားကိုမိုက်တွင်းနဲ့နေုံမယ်ဆိုရင်မင်းတို့ရဲ့ဂုံသိမ့်ကောင်ကိုထဲမှာစဉ်းစားရင်တော့များတို့ရဲ့ရှင်ကြံနေခဲ့မဲ့ သားသမီးမိမိတို့အတွက်တိတ်ခါနေတဲ့ခြံထားခဲ့တယ်လို့လဲ AAC ဦးစီးချုပ်ဘိုးချုပ်ထွန်းမြတ်နိုင်ကဆက်လက်ရေးသားဖော်ပြခဲ့ပါတယ်။လက်ရှိမှာရခိုင်ပြည်နယ်မှာတော့အကြမ်းဖက်စစ်ကောင်စီကရခိုင်ပြည်သူများဖမ်းဆီးခြင်း၊လက်ရင်စီးခီးတဲ့များကိုဖမ်းဆီးထားခြင်း၊အဝေးပြေးကောက်အောင်မှရခိုင်တွားမီပြည်သူနဲ့လူငယ်များကိုဖမ်းဆီးစစ်ဆေးခြင်းများလက်တိုက်လှုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ရန်ကုန်နဲ့မန္တလေးစတဲ့မြို့ကြီးများမှာလည်းစစ်ကောင်စီ lobby channel များနဲ့လူမှုကွန်ရက်စာမျက်နှာများမှာတဆင့်လူမျိုးရေးပြိပခါများဖြစ်အောင်တမင်လုံးစော်များရှိတဲ့ကဲ့သို့ပြည်မမှာနေထိုင်နေတဲ့ရခိုင်လူငယ်များကိုလည်းလိုက်လံဖမ်းဆီးစစ်ဆေးခြင်းများလှုပ်ဆောင်နေရှိကြောင်းသိရှိရပါတယ်။ နိုင်ရင်အားလုံးမဒီဗီဒီယိုမှာတွေ့ရမယ့်အကြောင်းအရာလေးကတော့ဘုံမာတွေကလည်းနိုင်ရင်ဘကလည်းကုန်းကျင်နေတော်တော်လေးကိုသူတို့မှတိုင်ပြီးပတ်နေနေတာတခုပါပဲ။ညကြီးကတိုင်ရင်လို့မြင်းမြင်းစစ်ကြောင်းဝင်ထိုးနိုင်ရင်အဲဒါဒီမှာသွားပြီးအုပ်ချုပ်လို့မရဘူး။တက်မွန်ကလည်းအခုခဏရွာသေးတဲ့ကဖြတ်သွားကြည့်ပါလားရမလား။အဲဒါသခိုင်းတိုင်းလို့ဘာလို့နေရာမျိုးရခိုင်မျိုးလိုနေရာမျိုးတက်မွန်စစ်ကြောင်းဖြတ်သွားကြည့်ပါလား။အဲရွာလေးကောမရတော့ဘူးလေ။ရွာလေးကောမရတော့ဘူး။အဲ့တော့ဘာဖြစ်လဲ။အန္တကားနဲ့ဒီလိုဘုံမလိုက်ကျင်းနေမှဆိုတာအဆင်မပြေဘူး။ ငြိမ်ရင်ဝင်းရင်လင်းရင်အကုန်လုံးပတ်ပတ်လိုက်တယ်ပြီးတော့မှငြိမ်ဝတ်ပြပြောင်းတေချာထင်းထင်းမှရအခုကဟိုနားမှာဟိုနေပြလက်နဲ့တိုက်ဘုတ်ဒီနားမှာလုံးဘုတ်ဟိုနားမှာလုံးဘုတ်နဲ့အဲ့အခုအချိန်နေကြတာမင်းတို့ပါလဲဘုတ်ဘုတ်ဘုတ်ဖြစ်နေတာဗောဒါပဲရှိတယ်အုတ်ចောင်းဆရာမလေးရခိုင်ကိုပြန်ရတော့မယ်ဟာလားအေးရပါပြောလဲခင်ဗျားတို့သိလားဟာလားခင်ဗျားတို့ရခိုင်ကိုပြန်မလာဘူးဆိုလို့ရှိရင်ခင်ဗျားတို့ဒီမှာရှိတဲ့စီးစိတ်ဥစ္စာတွေအကုန်သိမ်းမယ်ဟွန်းခင်ဗျားတို့အိမ်ဒီခြံနေဘာမှမရတော့ဘူးသူတို့အေးလောက်အောင်မလုံးလာမလုံးចောင်းဆရာမလေးဟွန်း ဒီဘက်မှာကြီးကကျောင်းဆရာမလေးလာတာ2သိန်းကျော်3သိန်းနဲ့အိမ်ခန်းကားကတော့မရှိဘူးရန်ကုန်ကအိမ်တစ်ခန်းကားလို့ချင်းတသိန်းဆိုလို့ရှိရင်လို့ချင်းအိမ်နာတာတာလောက်ရမယ်ဖင်နဲ့ကောင်းနဲ့ကြီးပါသေးပေါက်နဲ့ပဲအဲ့အိမ်အိမ်နာတာတာလောက်ရမယ်ရန်ကုန်ကပတ်သက်သိန်းကနေအဲ့ဆရာမတွေကဘယ်လောက်တိခိုင်ပြီးဘယ်လောက်တော့ခံရမလဲအေးအောင်ကိုရောက်သွားမှာအောက်ဆုလိုက်ရောက်သွားမှာဟမ်မယုံလားမယုံစုံစမ်းကြည့်လိုက်အောင်တိလားအဲ့လားပြောတာအဲ့တော့အဲ့ဆရာမတွေကိုအပြစ်ပြောမလား အဲ့ဆီယာမလေးအပြည့်ပေါင်းလာမင်းတို့ဘာဘတ်ပြောင်းသွားလဲဆီယာမလေးဘာဖြစ်တဲ့ညာဖြစ်တဲ့ဆိုပြီးတော့ဝိုင်းအောင်လာနော်ခင်ဗျာဘောမအောင်စုကျောင်းလုံးအောင်စုကဝိုင်းအောင်လာသူတို့ရဲ့အခြေအနေကိုမသိဘူးဟာကိုကိုတော့သိတယ်ဘောမမန်ဟာအဲရခိုင်မိုးရဟာရခိုင်သူပဲသွားလာပါပဲနေမှာရှောက်တာအမေကသူတို့ရဲ့အခက်ခဲအဲ့ဒါရှိတယ်အဲ့ဒါကိုဘသူကတာဝန်ယူရမှာလဲဒီတမ်းမောင်ကတာဝန်ယူရမှာ तू လောက်ထားတဲ့ကိစ္စ तू အားလုံးကိုထိန်းထားတဲ့ကိစ္စ तू မှပဲတာဝန်ရှိတယ် ဲ့တော့သူကဘာလုပ်မလဲဒီအကြက်ကိုအပြက်ရှင်းနိုင်မှာဒီလူတွေလည်းဒီကိုမသွားလို့ရမှာပေါ့အဲ့ဒါကြောင့်ကျွန်တော်တို့ကပြောနေတာလားကျွန်တော်တို့အဲ့လိုပြောလိုက်တာအေးမေးရမင်းတို့ဘာအပြက်ရှင်းမှုပြောမနေနဲ့သူ့အောင်သူတော်အပြက်ရှင်းမခံရအောင်တော်တော်လေးဟိုမှာဟိုလူပြေးဟိုကဒီလူပြေးကုန်းကလုံနေရတရုတ်ပြေးကုန်းကရုရှားပြေးကုန်းကအောင်သူကအိမ်မှာနေမြင်မှုအောင်သူကအိမ်မှာလက်နက်တွေရောက်လာတဲ့ကိုင်းနဲ့ရောက်လာဆိုသွားမလို့တော့ဒီနေ့ဘာဖြစ်လဲဆိုညအရောက်900လောက်ရှိတယ်အဲ900လောက်ရှိတဲ့လူအိမ်ကဒီမနေ့လည်းကြလိုက်ကြမနေ့ကရောက်လာ900လောက်ရှိတယ်နော်မနေ့လည်းကြွားရောက်တယ်ကြွားရောက်တဲ့ခါကျတော့အဲကြွားမျိုးဘက်ကိုထွက်လာတယ်ကြွားမျိုးနဲ့တောက်ချောင်းကြီးရောက်မှာထမင်းစားတယ် နားနေကြတယ်ပြီးတော့ညနေည၈နာရီလောက်မှဘယ်လိုထွက်လာလဲဆိုတော့ကွာငတိုင်းတောင်းလန်ကားလန်အတိုင်းပဲအဲကားတွေနဲ့ထွက်လာတယ်နှစ်သက်တန်ပိုင်းအခုရောက်ရှိနေတယ်မြေပြင်မှာအဲ့လူတွေအများကြီးက900ကျော်ဆိုတော့ခင်ဗျားတို့ဒီကြည့်လိုက်ပါမမြင်ကြအကြောင်းမရှိဘူးနော်အဲ့မှာဘယ်လိုသွားလဲဆိုတော့အမထ3လေးလေးဟုတ်ဘက်ကိုလူရင်ရတောက်ဝက်ခွဲမယ်၄ရလောက်သွားမယ်ပြီးတော့တိုက်မယ်လို့တဲ့ကျန်တာတော့၄မျက်နှာဘက်ကိုပို့မယ်လို့တရင်နေရအဲ့ဘက်ကတောက်လျှောက်ပြောတာပြောပြတာရှိတယ်နော်အဲ့ဒါတွေကသူတို့ရှင်းပြလို့သူတို့ရခိုင်ထဲမှာလည်းသူတို့မကျင်းတတ်တဲ့လူတွေကတပုံးကြီး ရခိုင်တန်းမှာလည်းမကျင်တတ်တဲ့သူတွေကတပုံကြီးအဲ့တော့ကျွန်တော်ကဘာဖြစ်လဲဆိုတော့တောင်တော်ကိုဒါမျိုးတွေကြိုးနေကြိုးနေတိအောင်လို့ပြောပြနေတာမလုံဆောင်တာတော့သူတို့ပိုင်းပဲ AI တိုင်းတော့ဒီတိုင်းဆိုလို့ကြာ AI တိုင်းတိုင်းကတော့ကျွန်တော်ကအဲတော်တော်ကြီးကိုဘာလို့ပြောရမလဲမပြောတတ်တော့ဗျာဟိုနေပါလေဘမောတက်မှမှုပုံစံမျိုးပဲဖြစ်သွားလိမ့်မယ်ဆိုင်ဆိုင်ပိုင်းနဲ့ကြိုက်ကြိုက်လဲပြပြအောင်မလေးတရုတ်ကလာတာဆိုင်ဆိုင်ပိုင်းဟိုတန်ပါပဲထား အာပစ္စည်းတွေရွှေတိထောင်တိုင်းထောင်တိုင်းကြောင့်အဲ့မှာလုံနေတာအာဘယ်သူနဲ့တွေးမှဘဝနဲ့တွေးမှပြီးလို့ကျင်သူကလက်မှတ်တို့ပါညာသူနဲ့ပြီးမှပြီးရတယ်အဲ့လိုတွေလှုပ်ရှားလဲလှုပ်ရှားသွားတနေ့ကိုတိထောင်တိုင်းကြီးလှုပ်ရှားသွားအဲ့တော့ကျွန်တော်တို့အော်လည်းပြောတဲ့လူတွေလည်းပြောတတိယနေ့လည်းတည်တဲ့ဒီရောအဘွားအဘကာကျုပ်တို့ဒါဒီတကယ်နိုင်ငံတော်အစိတ်ကြီးခဲ့တဲ့တည်လဲပြီးရောတော့ဆိုအဲ့လောက်လူချင်းပြေးလိုက်လူလဲချင်းပြေးလိုက်ပြေးလိုက်ပဲတိုင်းဘူးလဲအစ်တရောက်ကောင်းမဲအဲ့ဒါနာမည်ရှင်းနေရှင်းဆိုပြီးတော့သူသေသွားတယ်ဆိုတော့ပုံစံမျိုးနဲ့ရှင်းဆိုဟိုဘက်ကိုရွှေ့သွားရောဟာလာအဲ့ဖောင်းချတဲ့ကအများကြီးပဲအဲ့တော့အဲ့တော့ကျွန်တော်တို့ပြောချင်တာကတောင်းတော့ကအကြီးပိုင်းနေက အလွဲချော်လေးလုပ်ရင်ကျွန်တော်ကနိုင်ငံတော်အဆင့်သိအောင်ပြောတာဒီလိုယုံကြည်တယ်နဲ့ဒီလိုပြောတာဒီလိုယုံကြည်တယ်နဲ့တပြားမှမရဘူးပြောရတော့မရဘူးမင်းတို့ကြည်စံတွေတော့အများကြီးရမှာမပူနဲ့မင်းတို့မင်းတို့ဘာမှမပေးရင်တော်လိုင်းဘက်ကသူရဲ့မင်းတို့ကြည်စံတော့ပေးမှာဖိုင်ဖိုင်ဝိုးတွေတက်တယ်အကုန်လုံးတွေပြောတယ်အဲ့ဒါဘာကြောင့်လဲတောင်းတော်သားတွေမသိသေးဘူးအတွက်တိုင်းပြည်အေဂျင့်ဖို့အတွက်အမြန်ဆုံးအေဂျင့်နိုင်ဖို့အတွက်လုပ်တာဒီဟာနဲ့စေဝဲရေးချာလေးရတဲ့သူကအကြီးပိုင်းညာတော့ဆောက်ရအောင်တော့ခဏခဏဒီစေဝဲတနေ့ကြပါမှာပြောနှစ်နေ့ကြပါတော့ဆယ်နေ့ကြလဲသူတို့ကြိုက်တယ်ဟာဆိုအစ်စီပဲတနေ့တစ်ထောင်တိတ်တစ်ထောင်ဝင်းနေတာလေး ဟုတ်လားကြောင်မလားအဲ့တော့စေဝဲရင်ရှာလာဘယ်သူနဲ့နာမလဲပြည်သူတွေနဲ့နာတယ်ကျွန်တော်တို့ခမရတို့အကုန်နဲ့နာတယ်စီဝိုင်းလည်းမလုံးနိုင်ဘူးဘာမှမလုံးနိုင်ဘူးအေးမင်းအဲ့လိုပြောအဲ့မင်းတို့ကောင်တွေရဲ့အကျင့်တွေကိုသိနေရတော့မင်းတို့အကောင်တွေကိုထောက်ခံနေတယ်ဆိုရယ်မင်းတို့ကောင်တွေကဘယ်လောက်ဒီအုံလုံးမရှိလဲဆိုတော့ပေါ်လွင်နေပြီလေလုံးနိုင်လားခမရလည်းမလုံးနိုင်ကျွန်တော်လည်းမလုံးနိုင်ဘူးလေအဲ့ဒါကြောင့်ကျွန်တော်တို့ကဘဝတွေအသက်တွေရင်းတိုင်းမျိုးချစ်တာတက်တော်ကိုချစ်တာချစ်တော့ကျွန်တော်တို့အဲ့လိုပြောပြနေရတာဟုတ်လားဒီကြောင့်လည်းကျွန်တော်တို့ကတက်တော်ရဲ့ လွန်အပ်ချက်လေကျွန်တော်ကပြောရမယ်ခင်ဗျားတို့ကမပြောနဲ့မပြောနဲ့ပုံစံနဲ့နည်းနည်းလေးပြောလိုက်လို့ချင်းအဲ့မှာ comment တွေတောက်ချောက်ဝင်ပြောပြီးအာဒီလိုမပြောပါနဲ့ဒီလိုမပြောဒီလိုမပြောနဲ့အောင်မှာမသိမှသူတို့ကတိုက်နေခိုင်းနေပုံစံမျိုးဒီအောင်တွေကဒီ line one တွေကတိုက်ပြီးပြီဒီ line one တွေကခင်ဗျားတို့အောက်ချက်မှာဖြစ်နေတဲ့ဒုက္ခတွေကိုအထက်ကိုရောက်တင်ပြပေးနေတာဒီအောင်ရုပ်တွေကိုကြည့်နေတယ်ကြည့်နေမှာမှားတော့ဆွဲစီမယ်อืมမနောလန်တရင်းကိုယူတယ်ယူပြီးတော့မလုပ်လဲအဲ့မှာပြန်ပြီးအရေးယူဆောင်ရွက်တယ်အဲ့ဒါကြောင့်လဲကျွန်တော်တို့ကလုတ်ပေးရတာတိကဲဒါတော့ဘောမားတွေခင်ဗျာမားကတော်လိုင်းဘက်ကလဲကြောက်ပါအဖလဲကြောက်ရတယ်ဒီထားတစ်ခုပါပဲ စမှုထံဥရေနဲ့ပတ်သက်ပြီးမှဒါဥသိန်းကိုဟွန်လိုင်းမော်ကနေအခုကြီးတောင်းထားတဲ့အရာလေးပေါ့နော်ဒါဒကမာကြီးတယောက်ကအခုကြီးတောင်းထားတဲ့ဟိုဒူတာလေးက15နှစ်ပြည့်ပြီဆိုတာလေးကိုရှင်ဖရားတဲ့အခုကြီးပေးပါဖရားတဲ့အဲ့တော့အားလုံးကတော့ဝင်လိုက်ပါမှာတော့ဥစဉ်ကအကူကြီးတောင်းတဲ့တူတွေကတော့အများကြီးပါဗျာနော်ဒါနဲ့ဥစဉ်လည်းဟိုးအကူကြီးဟိုးကဥစဉ်ကအားလုံးကိုအကူကြီးပေးချင်ပါတယ်ဥစဉ်ကပေးနိုင်တဲ့အချိန်ဒီအချိန်ခါတော့မရှိပါဘူးဥစဉ်တို့လည်းဒီပဇက်စပီကာဖြစ်ပဲဒီတူအကျိုးပြုပေးတာလောက်ပဲဥစဉ်တို့ကလည်းတတ်နိုင်တော့ဗျာနော် အဲ့တော့ပထမဦးဆုံးစွာဖြင့်မန္တလေးပြည်သူစစ်တီအားလုံးကိုဒါဥစဉ်ပြောချင်ပါတယ်ဗျာမန္တလေးပြည်သူစစ်တီဟိုဘာဩဝါဒပေးချင်တယ်လဲဆိုလို့ရှိရင်မန္တလေးပြည်သူစစ်များအားလုံးဆိုးဆိုလို့ရှိရင်ကြော်စွာဆိုလားဘယ်လိုဆိုလားဒါမျိုးပြည်သူစစ်အမိခံပြီးမှဒီနော်လှုပ်ရှားနေတဲ့အရာတွေအများကြီးပေါ့မရှိစင်းရဲသားတွေကိုလိမ့်နေညာတာတွေအများကြီးပဲနော်ဒီဖုန်းနံပါတ်တွေတော့ဥစဉ်မပြောသေးပါဘူးသူကဘယ်လိုလုပ်ပေးမယ်ဆိုတော့ဥစဉ်ကြည့်နေသေးရေပေါ့နော် ။နောက်ပြီးတော့ဟုတ်လားအများကြီးအများကြီးဟိုတလောကလည်းအောင်မြတ်တတ်မှာအိမ်တိန်အိမ်လာကငှားထားတယ်။အဲ့ဒီအိမ်ငှားထားတာကဘိုလ်ချုပ်ကတော်ကငှားထားတယ်။အဲ့ဒီဘိုလ်ချုပ်ဆိုတာတတ်မှမှုကတော်ပေါ့နော်။အဲ့တတ်မှမှုဘိုလ်ချုပ်ကလည်းမြကြီးနားဘက်မှာထောင်ကျထားတဲ့တင်ခိုင်ရုံတဲ့ရတယ်နော်။ဒီစေရဲ့ဥပဒေကိုဖောက်ထားတဲ့ကြောင့်ဘိုလ်ချုပ်ကတော်ကလည်းငှားထားတယ်ထွန့်ပြေဘူးပေါ့နော်။လာလာမှမပြေသေးရဘယ်ကထွန့်ပြေမလဲ။အဲ့တော့တွဲကငှားတော့300နဲ့ငှားတယ်300နဲ့ငှားတော့ဟုတ်လား။တင်းတော့ငါရွှေ့တယ်ပေါ့နော်ရွှေ့တယ်ပေါ့ပြည်သူစစ်ပါညာမှာတနက်လဲပါတယ်လို့ပြောတယ်။စုံစမ်းကြည့်တော့ပြည်သူစစ်ဖွဲ့ထဲမှာမရှိဘူး။အဲ့ဒါပြီးတော့မုံဆိုးမတူဦးလည်းဒီတိုင်းပဲ အဲ့ဒီတကာကနေပြီးမှဟိုပါပေါ့နော်လိမ့်နေတဲ့ရွှေရွှေလိမ့်နေညာလဲညာတာပေါ့နော်နာမည်ဦးစင်းတို့ဒါအများကြီးပါပဲအတူတူလိမ့်ထားတဲ့အရာတွေကနော်နာမည်ကပြည်သူစစ်ကားတဲ့ကြော်စီရလို့ခေါ်တယ်နော်ဟိုကကုညီတတော်နဲ့ငွေတိန်30လိမ့်သွားတယ်တူဦးကတော့တိန်300လိမ့်သွားရနော်အဲ့တော့ကြော်စီရဆိုတဲ့ပြည်သူစစ်နာမည်ဦးစင်းတို့မှမရှိဘူးပေါ့မကြားဘူးပေါ့နော်ဒါလေးလဲအားလုံးဒါပြည်သူများအားလုံးတည်စေချင်ပါတယ်ဦးစင်းတို့လည်းနေရာတွေကလိုက်ပြီးမှဝင်ဆော့ဖက်လို့မရဘူးเนาะအဲ့နဲ့ဦးစင်းတို့ပြည်သူစစ်ကဆိုတဲ့အတွက်ကြောင့်ဦးစင်းက မန္တလေးမှာဆိုလို့ရှိရင်ပြည်သူစစ်အလုံးရဲ့နာတော့အဖြစ်ပြည်သူစစ်တေးရဲ့ခေါင်းပေါင်းနေနဲ့ဥစဉ်အကုန်လုံးရင်းနေတယ်ဆရာတကာလည်းဖြစ်တယ်အကုန်လုံးတော့မတိနိုင်ဘူးပေါ့နော်အဲကြောင့်အကုန်လုံးခေါင်းဆောင်တွေဖြတ်တော့ခေါင်းဆောင်တွေဖုံးဆက်တဲ့ခါမှာနော်မရှိဘူးပေါ့နော်အဲ့တော့ပြည်သူစစ်တေးမင်းတို့ကောင်တွေကရှိလဲမရှိဘူးပဲပြောမှာပဲခွာဒါပြည်သူစစ်တေးအကြောင်းလာလာပြီးမှတိုင်ကြတယ်ဥစဉ်ကောနော်အဲ့တော့တိုင်မှာအမနာမနဲ့တိုင်မှာခေါင်းပေါင်းတွေပူတည်ရင်ပူပြီးမှဥစဉ်ကကုညီပေးလို့ရပါရဲ့နော်ပြည်သူစစ်တွေရက်ွက်ထဲမှာမတရားလုပ်တယ်မတရားအနိုင်ကျင့်တယ်မတရားလူပွားဝတယ်ပြည်သူပေါ်ဆိုရင်တော့တိုင်မှာ မားတဆောင်သားတွေဆိုတော့အမားနဲ့တော့မกินဘူးဒါနဲ့ခွန့်လွတ်လို့မရတဲ့ခွန့်လွတ်လို့ရတဲ့အမားရှိတယ်ခွန့်မလွတ်လို့ရတဲ့ခွန့်လွတ်လို့ရတဲ့အမားရှိတယ်နော်ဒါနဲ့ဥစဉ်တို့ပြည်သူပြည်သားတွေပေါ်အနိုင်ကျင့်တဲ့ဟာမျိုးဆိုလုံးဝလုံးဝဥစဉ်တို့ကလက်မခံပါဘူးနော်အဲခေါင်းပေါင်းတစ်ခါတည်းလေးကြတော့ခေါင်းပေါင်းနေကိုယ်တိုင်လည်းဒီပြည်သူတို့အတပဲတွေအားလုံးမသိနိုင်ဘူးနော်အဲ့တော့ပြည်သူစစ်တမ်းမှာပြည်သူစစ်အယောင်ဆောင်တွေရှိတယ်အဲ့တော့ပြည်သူစစ်အားလုံးကိုပြောချင်တာကခေါင်းပေါင်းအားလုံးကိုဥစဉ်ပြောချင်တာကပြည်သူစစ်တွေအနေနဲ့ကိုယ့်ရဲ့အောက်လက်လက်တာခေါင်းပေါင်းမှန်တယ်များကိုရှေ့တန်းကိုထွက်ခိုင်းပါ ခြေတန်းကိုတော့တိုက်ဖူးတဲ့ရှိအောင်လဲထွက်ခိုင်းမှာဒါမှသူတို့အတွေ့အကြုံလဲရလိုက်မယ်ဒါမှပြည်သူစစ်လောက်ရတာလွယ်လားမလွယ်လားဆိုတော့သိလိုက်မယ်အခုကပြည်သူစစ်ခွဲခေါင်းပေါင်းနေခြေတန်းမထွက်ဖူးရတယ်အများကြီးเนาะအများကြီးတကယ်လို့လို့ရှိရင်တော့တကယ်ဦးစင်းကကာပါပေးနိုင်တယ်တကယ်လို့ကိုကူညီလို့ရတဲ့အရာဆိုရင်တော့เนาะပြောပေးရတဲ့လူကြီးတွေကိုခြေတန်းလည်းမထွက်ဖူးခြေတန်းလည်းမတိုက်ဖူးဘယ်မှာလဲမသွားဘူးပြည်သူလူထုလည်းအကျိုးမပြူဘူးတိုက်မိတယ်လည်းအကျိုးမပြူပဲနဲ့အခွင့်အရေးရချင်းလို့ပြည်သူစစ်လောက်တယ်ဆိုတော့ဦးစင်းတော့တော့ကာပါမပေးတဲ့အပြင်ဦးစင်းတော့တော့တွန့်လွှတ်လိုက်မယ်ဆိုတော့ဘိန်းလို့ပေါ့သွားမြင်မင်းနဲ့တန်တဲ့နေရာလောက်ဆိုပြီးပဲဦးစင်းတော့လွှတ်လိုက်မှာပဲရှိ အဲအောင်ကတော့သူမြောက်ကာဘာဘေးကိုပြောနေတယ်သူတောင်သူကာဘာသူရဖို့တော်တော်တင်ကန်းချုံရောင်ဆောင်ပြီးတော့ပုံနေရတယ်ဘွာနောက်ထပ်တတိယမှာတော့စစ်ကောင်စီတက်တဲ့ PNO ပြည်သူစစ်ရဲ့လေကြောင်းနဲ့လက်နက်ကြီးပကံမှုကြောင့်ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့မှာရှိတဲ့ပြည်သူ၃000ထက်မနည်းစစ်ပေးရှောင်နေရာကြောင်းဒေသခံလူမှုအဖွဲ့ဝင်တွေကပြောထားပါဗျ။မနေ့ကလည်းလေရင်နဲ့စက်တိုက်ကျဲသလိုစစ်ကောင်စီနဲ့ PNO ကလက်နက်ကြီးတွေနဲ့ ကောင်းပြောင်းယူကြီးရွာတွေကိုပြစ်ခတ်တာဒရုန်းနဲ့တိုက်ခတ်တာလုပ်တယ်ဘလို့မှနေလို့မရတော့ဘူးအဲ့ဒါကြောင့်အကုန်ဆွဲထုတ်ရတယ်သူတွေကတော့အစုဖွဲ့လိုက်ကောတဝူးချင်းစီကောတခြားကြီးရွာတွေဘက်နဲ့တောတောင်တွေတက်ကိုဖျက်ပြေးနေကြပါတယ်လို့စစ်ဆောင်ရေးကူညီနေသူတူကလည်းပြောထားပါတယ်ဒီကိမှုကတော့နှစ်ဖက်လုံးရှိတဲ့ကြားတယ်ကနဦးတီပြုနိုင်တာကတော့ PNO စစ်သား၃ဦးကမနေ့ကတိုက်ပွဲမှာတည်တယ်လို့ဒီပြုထားတယ်လို့လည်းရှမ်းပြည်တောင်ပိုင်းစီးရေးသတင်းကပြောထားပါတယ်ဒီကောင်စီချက်နဲ့ PNO ပြည်သူစီရအင်အားလုံးဖြင့်စစ်ကြောင်းထိုးပြီးနောက်စောင်းပြောင်းရွာကို2024ဇွန်လကုန်ကပြန်လည်တက်ဆွဲခဲ့တယ်ဆိုတာလည်းသိရှိရပါတယ်